င်နေသားပါတော့မိဘပြည်သူညီကိုမတော်မအပေါင်းတို့ခင်ဗျာမြန်မာယူဆက်ခွန်အသင်းရဲ့ခြေဆန်းကပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်အရင်ကြီးပြည်သူနေရတာမဟုတ်ပါဘူးဒါပေမဲ့အသက်18နှစ်တော်မပြည့်သေးတဲ့လူငယ်လေးတွေဖြစ်တာကြောင့်တိတဲ့အများကြီးပုံပုံလွတ်တက်လာအောင်ပါဒီပြိုင်ပွဲမှာမြန်မာအသင်းကတက်ကံဘိုးတွေကိုကောင်းကောင်းကြီးအသုံးချနိုင်သလိုနောက်တန်းတဲ့ကုသမားကလည်းအသက်18နှစ်နဲ့မလိုက်အောင်ပြည့်စုံကောင်းမွန်လာပါတယ်သတိဘက်ကိုကောင်းကောင်းဆောင်နိုင်ပေမဲ့ ဒီကစားကွက်တဲ့ပဲရပိုင်းမှာတော့လိုအပ်ချက်ရှိနေပါသေးတယ်ပဲရပိုင်းကစားကွက်ပိုင်းနဲ့စပီပါဝါတွေဒီတဲ့ပုံမူတိုးတက်ကောင်းမလာဖို့လိုပါတယ်ဒီချက်တွေပြည့်စုံနိုင်ရင်တော့မြန်မာအသင်းအနေနဲ့အခြားဖလားပြပွဲမှာလည်းအဆန်တကူထိလောပြနိုင်မယ်လို့ယုံကြည်ပါတယ်ကန်တရားလာမျက်နှာသာထပ်ပေးခဲ့ရင်တော့ကဘာဖလားကွန်ရက်မှာရရှိသွားနိုင်ပါတယ်မြန်မာအသင်းရဲ့ခံစင်းတဲ့လက်ဆက်ကအဆင်ပြေပေမဲ့ကွင်းထဲမှာအကွက်မြင်မြင်ဖန်တီးပေးနိုင်မဲ့ ကာသမာမျိုးလိုအပ်ပါတယ်ဘောလုံးကိုတိကျကန်ထွက်နိုင်တဲ့ကာသမာမျိုးလိုအပ်ပါတယ်ဒီလိုကွန်းတဲ့လူပေါ်ထွက်လာရင်တော့မြန်မာသင်းရဲ့ကစားကွက်ကဒီတဲ့ပေါ်တသိမ့်မြင့်ပြီးတော့ကောင်းမွန်လာမှအသေးကြပါပဲမြန်မာယူနာဆန်သင်းအသင်းကတော့ဒီချစ်စားပိုင်းကကောင်းမွန်ရင်ရှိမနေသလိုဆက်တဲ့ပန်းဆိုင်ရာကလည်းအတော်လေးကိုအားနည်းနေပါတယ်ဇွန်ဝင်းသိန်းနဲ့မဲမော်ဦးနှစ်ဦးတည်းကိုအရင်မိကုန်လုံးနေပြီးတော့သူတို့နှစ်ဦးကြောင်ပြနေရင်တော့မြန်မာယူနာဆန်နဲ့အသင်းကဂိမ်းဝင်ပါပါပဲ ဒါကြောင့်မလို့မြန်မာ U22 အသင်းအနေနဲ့ U20 အသင်းရဲ့စိတ်ဓာတ်ကိုအတူယူဖို့လိုပါတယ်။ပစုံမနစ်ကြိုးစားပြီးတော့ဒီပြမှားကြတဲ့အတိုင်းသိချာလိုက်နာကစားမယ်ဆိုရင်တော့စီးကိမ်းမှလည်းတိုင်းနဲ့တစ်ခွေ့ထိအောင်မြင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဆောင်းရီကြီးပြည့်လေကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဖော်မြန်မာဖုတ်ပွဲ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးပါဦးခင်ဗျာ။